လူမှုအုံချုံမှုတွေနဲ့ရင်ဆိုင်နေရတဲ့မာဒါဂတ်စကာသမရထွက်ပြေးသွားတဲ့နောက်စစ်တကအာနာသိမ်းလက်ကြောင်းသိရပါတယ်။သမရအန်ဒရီရာဂျိုလီနာဟာနိုင်ငံရဲ့အစင်းရဲ့အမွေးတင်မှုလျှက်စစ်တာအားပြတ်တောက်မှုလူမှုအတွက်အကောင်းကျိုးအခွင့်အလမ်းကောင်းတွေကင်းမဲ့နေမှုတွေကြောင့်ပြည်သူလူထုရဲ့အညဉ်းညံ့မှုကိုခံနေခဲ့ရပါတယ်။အိန္ဒိယသမုဒ္ဒရာတွေကကျွန်းနိုင်ငံမှာလူငယ်တွေဥဆောင်တဲ့အစနာပြပွဲတွေသတင်းပတ်တွေနဲ့ချီကြောင်မြင့်လာတဲ့နောက်ရာဂျိုလီနာရဲ့အဆိုအရကြာကြာတောက်မခံနိုင်တော့ဘူးဆိုတဲ့ခံမှန်းချက်တွေလည်းထွက်ပေါ်နေခဲ့ပြီးသားပါ။ နောက်ပိုင်းမှာအစိုးရစံချိန်စနပြပွဲတွေကိုစစ်သားတွေကပါပူးပေါင်းလာတဲ့နောက်ရာဂျိုလီနာကစစ်တပ်ဟာအာနာသိမ်းဖို့အကွက်စင်ကြံစီနေတာလို့ဆွဆဲခဲ့ပါတယ်။အော်တိုဗလာ၁၄ရက်နေ့မှာတော့မာဒါဂတ်စကာမှာစစ်တပ်ကအာနာသိမ်းလိုက်ပြီးရာဂျိုလီနာရဲ့အစိုးရပြောကြားသွားခဲ့ပါတယ်။တမရကနိုင်ငံကနေထွက်ပြေးသွားပြီးလလောဆယ်ဘယ်ရောက်နေသလဲဆိုတာကိုတော့မသိရသေးပါဘူး။သူကဆွဆဲပြတ်တင်အရေးယူဖို့လွှတ်တော်မဲခွဲအတီးပြုတ်လိုက်ချိန်မှာပဲရာဂျိုလီနာကထွက်ပြေးသွားခဲ့တာပါ။ သူနဲ့နေဆက်သူတွေကတော့တမရဟာဘေးကင်းတဲ့နေရာတစ်ခုမှာရှိနေတယ်လို့ပြောပါတယ်။မာဒါဂါစကာရဲ့ထိတ်တန်းစီရယူနေဖြစ်တဲ့ကပ်ဆက်ကစစ်တပ်နဲ့တပ်ထင်းအရာရှိတွေပေါဝင်တဲ့အုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်းပြီးဝန်ကြီးချုပ်တိတူကိုယာယီခန့်အမှာဖြစ်ကြောင်းအဲ့ဒီနောက်အရက်သားအစိုးရတရက်ပေါ်ထွန်းလာရတဲ့အတွက်အရှိန်မြင့်လှုပ်ဆောင်သွားမှာဖြစ်ကြောင်းလည်းကြေညာခဲ့ပါတယ်။လလောဆယ်မှာနိုင်ငံအာဏာကိုလက်လွဲရယူထားပြီးဖြစ်ကြောင်းဘုံမူကြီးရန်နီရီနာကမြို့တော်အန်တနာနရီဘိုမှာရှိတဲ့သမရအင်တော်ကနေထုတ်ပြန်ခဲ့တာပါ။ ရာဂျိုလီနာအစိုးရပြုတ်ကျသွားပြီဆိုတာကိုကြားသိရတဲ့နောက်မြို့ထဲမှာဆန္ဒပြသူတွေနဲ့စစ်သားတွေပူးပေါင်းပြီးအောင်ပွဲခံခဲ့ကြပါတယ်စစ်တပ်ကအာဏာသိမ်းထားစဉ်အတော်တွင်ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးရဲ့လုပ်ပိုင်းခွင့်တွေကိုဆိုင်းငံ့ထားမှာဖြစ်ပြီးလူမှုဆန္ဒအခွင့်အရေးပွဲတစ်ခုကိုတော့နှစ်နှစ်အတွင်းကျင်းပသွားမယ်လို့ရန်နီရီနာကအဆိုပါတယ်ဒါပေမဲ့သူကအစီအစဉ်ရဲ့အသေးစိတ်ကိုတော့အမှတ်ချက်မပေးခဲ့ပါဘူးအသက်52နှစ်အရွယ်ရာဂျိုလီနာကိုရိုင်းကလည်းစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းထောက်ခံမှုတွေနဲ့တူ2009ခုနှစ်မှာအာဏာရလာခဲ့တာပါ သူ့ကိုလွှတ်တော်ကဆက်ဆဲအပြစ်တင်ရေးကိစ္စအဆုံးဖြတ်မဲ့အချိန်အဝေးတနေရာကိုရောက်နေတဲ့ရာဂျိုလီနာကအဲ့ဒီအာထုံမှုကိုဟန်တားဖို့အနေနဲ့လွှတ်တော်ကိုဖျက်သိမ်းစေဖို့ညွှန်ကြားခဲ့ပေမဲ့လည်းမအောင်မြင်ခဲ့ပါဘူးရာဂျိုလီနာရဲ့သမရယုံကတော့ရန်နီရီနာရဲ့အကြီးအကျယ်ကိုရှုတ်ချပြီးစစ်တပ်အာဏာသိမ်းမှုကတရားမဝင်ဘူးလို့ထုတ်ပြန်ခဲ့ပါတယ်မာဒါဂါစကာနိုင်ငံဟာအကြက်တဲနီလန်မျိုးနဲ့တင်းယူထိန်းချုပ်တာနဲ့မထိုက်တန်ဘူးလို့သမရယုံကဆိုပါတယ်မာဒါဂါစကာဟာအာဖရိကတိုက်တောင်ပိုင်းရဲ့အရှိတ်ဘက်ကမ်းလွန်မှာတရားတည်ရှိတဲ့ ကျွန်းကြီးပေါ်ကအနိုင်ခံဖြစ်ပြီးလူရေတန်း30လောက်နေထိုင်ပါတယ်။ဒါအပြင်စုံလင်ခွဲပြားလာတဲ့ဇီဝသက်ရှိမျိုးစိတ်တွေမိတဲနေထိုင်ကြတာကြောင့်လည်းထင်ရှားပါတယ်။မာဒါဂါစတာနိုင်ငံရဲ့လူရေ85ရာခိုင်နှုန်းလောက်ဟာဆင်းရဲနွမ်းပါမှုစံတော်အောက်ရောက်နေပြီးလူနေစရိတ်တွေလည်းကြီးမားလာတာကြောင့်လူငယ်တွေဥဆောင်တဲ့အစိုးရဆန္ဒပြပွဲတွေစတင်လာခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်မှာစစ်တပ်ကပါဆန္ဒပြသူတွေဘက်ကပူးပေါင်းရက်တီလာတဲ့နောက်သမရရဲ့အာနာဆက်ကအဆုံးသတ်ဖို့တေချာသလောက်ရှိနေကြောင်းစတင်မြင်သာလာစေခဲ့ပါရှင်။